ကောင်လှလိုက်လားဆိုရင်တော့ HP ရဲ့ laptop 15ပေါ့ဗျာပါတယ်15.6ပဲတော်တော်လေးပေါ့တယ်လို့ကျွန်တော်ပြောပြစီလက်ထဲမှာတော်တော်လေးပပလေးနဲ့ပော့ပော့လေးကင်ထားတဲ့ feeling ကိုရပါတယ် generation အနေနဲ့ကတော့အမြင့်ဆုံးတွေမှာပါတယ် Ryzen 5ကို9000 series ဖြစ်ပါတယ်ဗျာ RAM ကလည်း 12GB SSD ကလည်း512 RAM 16GB နဲ့ SSD 512မှာတော့ RAM တွေတော်ပြီ SSD storage တွေလည်းတော်ပြီလို့ပဲပြောချင်တယ်လုံးဝလက်တင်သုံးလို့ရတဲ့အနေအထားလေးကိုပြပေးတာဖြစ်ပါတယ်ဗျာ display ကတော့15.6 display ကို 4D display နဲ့ကြည်တောက်ရှင်းသုံးအောင်ဖြစ်ပါတယ်ဘေးပေါင်ကျင်းတယ် webcam privacy shutter ပါသေးတယ်နာမကီးတွေပါတယ် keyboard လည်းမီးလင်းပါတယ် fingerprint လည်းပါပါတယ်ဗျဒီကောင်လေးကတော့ Ryzen 5ကို9000 series နဲ့ run 12K SSD 512ဈေးနှုန်းကတော့16သိန်း6000လို့ပြောပါတယ်တကယ်တန်တယ်လို့ပဲပြောစရာပြောပြစီ18သိန်းမပြည့်တဲ့ဈေးမှာတော့ဒီကောင်လေးတွေကသုံးလို့လည်းကောင်းတယ်လို့ performance လည်းကောင်းတယ်လို့ဈေးကလည်းတင့်တော်တယ်လို့ပဲပြောရမှာဖြစ်ပါတယ် HP ဖြစ်ပါတယ် တကယ်လုံးကတော့ save ပါပေါ့နော်ငွေရောင်လေးနဲ့လာပါတယ်ဗျာကျောင်းဘေးမှာပါတဲ့ port လေးတွေကလည်းသူကြကြတွေတော့မဟုတ်တော့ဘူးဘေးမှာဆိုလို့ရှိရင်တော့ USB port တွေဒီဘက်မှာဆိုအားသွင်းတဲ့ port လေးတွေဒီဘက်မှာတော့ headphone jack လေးတွေ type c ပါမယ် HDMI ပါမယ် USB တဘောထပ်ပါမယ်ဒါပါပဲရိုးရိုးလေးပါပဲနော်ရိုးရိုးလေးနဲ့ပပလေးနဲ့ပပလေးတုံးကျင်နေဆို16သိန်း9000ပဲကျမှာဖြစ်ပါတယ် HP laptop 15ပဲဖြစ်ပါတယ် keyboard black single black အဖြူအောင်လေးနဲ့လည်းမိုက်နေပါတယ်ဟိုပပတုံးကျင်နေ performance ကောင်းကောင်းနဲ့ generation မြင့်မြင့်တုံးချင်ဒီကောင်ပဲယူယူယူပါဗျကျေးဇူးပါ